အောင်မြင်မှုနှေးကွေးတာကမလောက်တာထက်စာရင်ပိုကောင်းပါလေအောင်မြင်မှုကကိုယ်စီမလာမရှင်ကိုကအောင်မြင်မှုစီသွားပါနံပါတ်1အနေနဲ့ဘဝမှာအတူရှုပ်လန်းမရှိဘူးဘယ်သူမှနိုးတာနဲ့တခါတည်းအရေးရှင်းရှိမလာဘူးအောင်မြင်မှုတိုင်းကအချိန်နဲ့အားထုတ်မှုလိုတယ်နံပါတ်2လိလမှုကသာကြွညင်စေတယ် ိုကိုကိုမြင့်တင်မှသာရှေ့ရောက်မယ်နံပါတ်3ဘဏ္ဍာပြက်ကွက်ပြက်ကွက်တခါအောင်မြင်ဖို့ပဲလိုတယ်နံပါတ်4အောင်မြင်မှုရဲ့အဓိကတော့ချက်ကရီမန်းချက်ရှိမှုလက်တွေ့လှုပ်ဆောင်မှုစည်းကမ်းဇွဲနဲ့တိခတ်မှုတို့ဖြစ်ပါတယ်နံပါတ်5အသိပညာကိုခိုးယူလို့မရဘူးကိုယ်တိုင်လေ့လာပြီးလက်တွေ့လုပ်ရမယ်နံပါတ်6မလုပ်ရင်ဘယ်တော့မှမအောင်မြင်ဘူးစားလို့ဖို့အရေးကြီးတယ်နံပါတ်9အကြီးမားဆုံးအောင်မြင်မှုကကိုရှိတာကိုအာယုံဆိုင်ရင်ရတဲ့အရာပါ နံပါတ်၈အမားတွေကနေတင်ယူဖို့မကြောက်သူကပုံမြမြန်တုတ်တက်မယ်နံပါတ်၉ကိုကိုကိုယုံကြည်ပါသူများကမတက်နိုင်ဘူးဆိုရင်တောင်ကိုမနိုင်တာမဟုတ်ဘူးဆိုတာသက်သေပြလိုက်ပါနံပါတ်၃၀ကိုအခွင့်လန်းကိုဖန်တီးပါကိုမြင်တဲ့ပန်းနိုင်ကိုသူများမြင်တဲ့အထိဆက်သွာနံပါတ်၁၁ကိုလမ်းမှာပြက်ကွက်ပါသူများလမ်းမှာမပြက်ကွက်နဲ့နံပါတ်၁၂ပထမအလုပ်ကိုနောင်တမရှိပါနဲ့နောက်ဆုံးအလုပ်အတွက်အခွင့်လန်းဆုံးရှုံးလိုက်မယ်နံပါတ်၁၃အောင်မြင်ပါဒါမှမဟုတ်ကြာရှုံးမှာဆိုတာက ကိုအတွင်းနဲ့လှုပ်ဆောင်မှုအပေါ်မှာပဲမူတည်တယ်။နံပါတ်14အောင်မြင်သူတွေကအပြစ်ချတာကိုပြုသဘောမြင်တယ်။ဝေဖန်မှုကိုအင်အားအဖြစ်ပြောင်းလဲပစ်တယ်။နံပါတ်15အရှုံးတိုင်းကအောင်မြင်မှုရဲ့တစိတ်တစ်ပိုင်းအနေနဲ့ကြီးမားတဲ့အောင်မြင်မှုစီကိုခေါ်ဆောင်သွားတဲ့ခရီးပါ။နံပါတ်6အောင်မြင်မှုကအသက်အရွယ်ပေါ်မမူတည်ဘူးအထောက်မှုပေါ်ပဲမူတည်တယ်။နောက်ကျသွားပြီဆိုတာကိုမကြိုးစားတော့တဲ့အချိန်ပဲ နမဆက်ခွန်မနက်စောစောထပါအောင်မြင်သူတွေအများစုကမနက်9နာရီကတည်းကတက်ကြွစွာစတင်လေးရှိတယ်တနေ့တာရီမန်းချက်ချပါဘာလို့မဲဆိုတာချင်းချင်းလင်းလင်းပလန်ချထားပါနမဆက်ရှိအချိန်စီမံခန့်ခွဲမှုအချိန်ဖြုံးတာတဲ့ကိုတိုးတက်ဖို့အတွက်အချိန်သုံးပါနေ့တိုင်းပြန်သုံးတတ်ပါဒီနေ့ဘာတွေလုပ်ခဲ့လဲဘာတွေတိုးတက်သွားလဲစမ်းစစ်ပါနံပါတ်၁အောင်မြင်မှုဆိုတာခီးတစ်ထောင်နာမဟုတ်ဘူးရီမန်းချက်တစ်ခုပြည့်မီတိုင်းနောက်ထပ်စိန်ခေါ်မှုအစ်စ်တွေရှိနေအောင်မယ်ပျော်ရွှင်မှုကိုခီးမှရှားပါပန်းနိုင်တစ်ခုထဲမှာ မမီခိုပါနဲ့နံပါတ်20အလတ်ချိန်ကိုအရေးသွေးပြည့်မီအောင်အသုံးချပါအောင်မြင်သူတွေဟာအလုတ်ကြီးပဲမလုတ်ကြဘူးစာဖတ်ရှင်အမှုပညာအကစားဒါတွေကဖန်တီးမှုစွမ်းအားကိုမြင့်တင်ပေးတယ်နံပါတ်21မဖြစ်နိုင်ဘူးဆိုတဲ့ဇကားကိုဖယ်ထုတ်ပြစ်ပါ တကယ်အောင်မြင်သူတွေဟာဘလို့ဖြစ်အောင်လုပ်မလဲဆိုတဲ့မေကွန်းကိုပဲမေးတယ်ဥပမာ ကိုယ့်ရဲ့အိမ်မက်ကိုလူတွေကဒါမှမဖြစ်နိုင်ဘူးလို့ပြောရင် သူတို့ရဲ့မဖြစ်နိုင်ဘူးကကိုယ့်ရဲ့ဖြစ်အောင်လုပ်မယ်ကိုမထိခိုက်စေနဲ့နံပါတ်22ကိုကိုကိုတခြားသူတွေနဲ့မနှိုင်းရှင်ပါနဲ့လူတိုင်းရဲ့ခရီးကြောင်းကမတူညီဘူးအီလိုမက်ဖြစ်ဖို့မကြိုးစားပါနဲ့ပိုကောင်းတဲ့ဘာရှင်ဖြစ်အောင်ကြိုးစားပါနံပါတ်23ငွေကိုအရင်နီးအဖြစ်မြင်ပါအောင်မြင်မှုဆိုတာငွေတစ်ခုတည်းမဟုတ်ဘူးဒါပေမဲ့ငွေကိုညံရည်နဲ့အတုံးချတတ်ဖို့လိုတယ်ဝင်ငွေတူးအောင်ရင်းနှီးမြှုပ်နှံမှုဥပမာပညာရေးစီးပွားရေးလုပ်ပါနံပါတ်24ပြင်းမှုကိုဖြည့်ဆည်းပစ်ပါ ဒီနေ့ပဲအိပ်ပြီးမနှက်ပြန်မှလုံမယ်ဆိုတဲ့အတွေးကိုချက်ချင်းဖြောက်ပြပါအခုလို့ဒါမှမဟုတ်ဘယ်တော့မှမလုပ်ဆိုတဲ့ mindset နဲ့အလုပ်တစ်ခုကိုစတင်ပါနံပါတ်25နှုတ်လက္ခဏာဆန်တဲ့လူတွေနဲ့အတူမနေပါနဲ့မင်းမလုံနိုင်ဘူးလို့ပြောတဲ့သူတွေကိုချောင်ပါကိုကိုအားပေးမဲ့အတက်ဖွဲအကြံပေးမဲ့လူတွေနဲ့တာပေါင်းတင်ပါနံပါတ်26 ကိုရှိတရာကိုလှုပ်ဖို့အရှိန်ပေးပါ။အောင်မြင်မှုဆိုတာစိတ်ညစ်စရာအလုပ်တွေလုပ်ရင်းမဟုတ်ဘူး။ကိုဝန္ဒနာပါတာကိုအကျိုးရှိရှိလုပ်ရင်းရောက်လာတာ။ဥပမာစာရေးခြင်း၊ဂီတ၊စီးပွားရေး၊ကိုစွမ်းဆောင်နိုင်ရာကိုရွေးချယ်ပါ။နံပါတ်20ခုကျေးဇူးတင်တဲ့စိတ်ထားပါ။ကိုရောက်နေတဲ့နေရာကိုကျေးဇူးတင်တဲ့သူတွေဟာပိုပျော်ရွှင်ပြီးအောင်မြင်မှုကိုပိုထိန်နိုင်တယ်။နေ့စဉ်ကျေးဇူးတင်စရာ၃ခုရေးမှတ်ပါ။ဥပမာမိသားစု၊ကျမရေး၊အခွင့်အလမ်း နံပါတ်28အဆုံးထိဇွဲနဲ့ဆုတ်ကင်ထားပါလမ်းစုံတိုင်းလမ်းသစ်ရှိတယ်ငါထပ်ကြိုးစားမယ်ဆိုတဲ့စိတ်တက်ကအောင်မြင်မှုရဲ့လှည့်ဝှက်ချက်ပါကျင်းရှုပ်အနေနဲ့အောင်မြင်မှုဆိုတာအမြင်နဲ့လိမ့်လာနေတဲ့ဖြစ်စဉ်ဖြစ်ပြီးဒီအချက်တွေကိုနေတိုင်းလက်တွေ့အသုံးချရင်ကိုယ့်ဘဝမှာတဖြည်းဖြည်းပြောင်းလဲမှုတွေ့ရမယ်စတင်မှုအချိန်ကောင်းဆိုတာမရှိဘူးအချိန်ကောင်းကို ကိုယ်တိုင်ဖန်တီးရမယ်